This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar's Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. မြို့သားညီမျိုးရေးအစိုးရရဲ့အတံထွန်းဌာန Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတူ16မီတာ19.9 MHz ညပိုင်း၈နာရီခွဲမှလိုင်းတူ25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပါရှင်။ဒီမှာအပောင်းနဲ့ဖြည့်ဆုံးကြပါစေ။အခုချိန်ကစပြီး Radio NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါရှင်။ ရေဒီယို energy သောတာရှင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးစစ်အာဏာရှင်တွေကနေကင်ဝေးပြီးခုစိတ်နှပါအေးချမ်းလုံခြုံကြပါစေလို့ရေဒီယို energy မှဥစွာပထမနှုတ်ခွန်းဆက်တာအပါတယ်ဒီကနေ့2025ခုနှစ်ဇွန်လ29ရက်နေ့ရေဒီယို energy ရဲ့ညပိုင်းထုတ်လွှင့်မှုအစီအစဉ်တွေကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်ရှင်ခုပထမဆုံးရေဒီယို energy စီးရီးသတင်းကောင်းနှုတ်ချက်ကိုမင်းယူကဖတ်ကြားတင်ပြပေးပါမယ်ရှင် ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဇွန်လ28ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပရမဇုံစီးရီးသတင်းနေဖြင့်ကမ်ဘလူးမြို့နယ်ဇာတိရွာသို့ရောက်ရှိနေသော အကျန်းဖက်စစ်ကောင်စီတပ်နှင့်ပြူစောတိအင်အားတရာကျော်တရက်ဖောက်ရွာမှအရှိတ်ဆက်ထွက်နေပြီးပြည်သူများသတိပြုရန်လိုအပ်တဲ့သတင်းကိုတင်ပြပေးပါမယ် ကမ်ဘလူမြို့နယ်ဇာဒီရွာသို့ရောက်ရှိနေသောအကျန်းဖတ်စစ်ကောင်စီတပ်နှင့်ပြူစောထီအင်အားတရာကျော်တရက်ဖောက်ရွာမှအရှိတ်ဆက်ထွက်နေပြီးပြည်သူများသတိပြုရန်လိုအပ်ကြောင်းသိရပါသည်။ဇွန်လ29ရက်မနက်9:40မိနစ်အချိန်တွင်ကမ်ဘလူမြို့နယ်ဇာဒီရွာသို့ရောက်ရှိနေသောအကျန်းဖတ်စစ်ကောင်စီတပ်နှင့်ပြူစောထီအင်အားတရာကျော်သည်ယမန်နှင့်စစ်ကောင်စီအထိုင်စခန်းမှပြူအင်အား30ရိုးနှင့်ပေါင်းကာစုစုပေါင်း150ခန့်တရက်ဖောက်ရွာမှအရှိတ်ဆက်ထွက်နေကြောင်းသတင်းရရှိတယ်လို့ ကျွန်းလာကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံဘလူခရိုင်ကအတည်ပြုထားပါတယ်။ဇွန်လ23ရက်မှ25ရက်နေ့အထိကံဘလူမြို့နယ်ဇီးကုန်းတိုက်နယ်အတွင်းရှိကြေးရွာများအားစစ်ကောင်စီတပ်နှင့်ပြည်စောတိစုပေါင်းအင်အား100ခန့်မှအကြမ်းဖက်စစ်ကြောင်းထိုးဝင်ရောက်ကာပြည်သူပိုင်နေအိမ်များမိရှို့ဖျက်ဆီးပြီးစွန့်အပ်ပြည်သူတို့အပါဝင်အပြစ်မဲ့ပြည်သူ၉ဦးကိုညှဉ်းပန်းနှိပ်စက်၍လဲလီးတက်ဖြတ်ခဲ့ပါတယ်။ဖမ်းဆီးတက်ဖြတ်ခံရသည့်ပြည်သူများမှာတပြေးသားရွာမှဥလိုင်းစာစာစွန့်အပ်90နှင့် ဦးအောင်နိုင်45နှစ်ဦးတယုတ်ကြီး45နှစ်ကိုမျိုးထက်34နှစ်ဖိုကုံးရွာမှဦးဝင်း53နှစ်ဦးချေဝင်း60နှစ်နဲ့ကျောင်းကုန်းကျေးရွာမှကိုသိန်းတို38နှစ်ဦးမြင့်မောင်45နှစ်နဲ့ဦးမျိုးစန်း45နှစ်တို့ဖြစ်ကြပြီးတော်တော်များများမှလက်ပြန်ကြိုးတုပ်၍ညှဉ်းပန်းနှိပ်စက်တက်ဖြတ်ခံခဲ့ရပြီးပြည်သူတို့ဦးမှမီးရှို့တက်ဖြတ်ခံခဲ့ရပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့်မိုးကုံမျိုးကဓမြအဖွဲ့ကို တအောင်ရဲတပ်ဖွဲ့ဖမ်းဆီးရမှာပြစ်ခတ်မှုတွေဖြစ်ပြီးဓမြနှဦးသေးဆုံးက2ဦးကိုလက်နက်တွေနဲ့အတူဖမ်းမိတဲ့သတင်းကိုတင်ပြပေးပါမယ်။တအောင်ပြည်တပ်မဟာလေးနယ်မြေဖြစ်တဲ့မိုးကုံမြို့ကဓမြအဖွဲ့ကိုတအောင်ရဲတပ်ဖွဲ့ဖမ်းဆီးရမှာပြစ်ခတ်မှုတွေဖြစ်ခဲ့ပြီးဓမြနှဦးသေးဆုံးက2ဦးကိုလက်နက်တွေနဲ့အတူဖမ်းမိခဲ့တယ်လို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။မိုးကုံမြို့အရှေ့ပိုင်းရေလဲကျွန်းအနီးမှာဓမြတိုက်နေတဲ့အဖွဲ့နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL တအောင်ပြည်ရဲတပ်ဖွဲ့တို့မနေ့ဇွန်လ26ရက်မနက်2နာရီအချိန်မှာအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာလို့သိရပါဗျ။ဓမြအဖွဲ့နေထိုင်တဲ့အိမ်ကိုတအောင်ခရိုင်ရဲတပ်ဖွဲ့နဲ့မြို့နယ်ရဲတပ်ဖွဲ့တို့ကဝင်ရောက်ဖမ်းဆီးဖို့လုပ်နေချိန်မှာဓမြအဖွဲ့ကပစ္စတိုတနက်နဲ့ပစ်ခတ်ခဲ့တဲ့အပြင်လက်ပစ်ဘုံ၃လုံးနဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အသိပေးပါဗျ။တောင်ပြည်ရဲတပ်ဖွဲ့နဲ့ဓမြအဖွဲ့တို့၄ချိန်တိုင်အောင်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး မင်းနိုင်ခေါ်ရှိန်ခန့်အောင်နဲ့ဥဆန်အေးဆိုတဲ့သူဒံယာရီနဲ့တေဆုံသွားခဲ့ပြီးတန့်စင်ထွန်းခေါ်ရှောက်ပုနဲ့ကျော်စင်တန့်ခေါ်ပြူးကြီးတို့ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဓမြအဖွဲ့ထံကနေ PSLF TNLA ဝစ်စုံတစုံပစ္စတိုတနက်အစစ်တလက်နဲ့အတုသုံးလက် လေးတနက်တလက်ကြီး50တောင်းလက်ပစ်ဘုံတစ်လုံးငွေသား7340ကျော်ရွှေလက်စွပ်နှစ်ကွင်းဗရမ ्या နဂတ်တစုံဗရမ ्या နဲ့နီလာအပါဝင်ကြောက်မျိုးစုံ ဖုံးချောင်းလုံးဆိုင်ငယ်၃စီးနဲ့ဖောက်ထွင်းရေးပစ္စည်းတွေဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗါဒ်။အခုလိုအပြန်အလှန်ပြစ်ခတ်မှုတွေကြောင့် PSLF TNL တောင်းပြည်ရဲတပ်ဖွဲ့ကရဲတပ်သားတဦးမြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့လည်းသိရပါဗါဒ်ခင်ဗျာ။ဆလဘီကြောင်မဲမျိုးကိုစစ်ကောင်စီတပ်ကဘုံထက်ကျဲတာကြောင့်ရဲသားတဦးတင်ဆုံးပြီးလူငယ်၂ဦးဒဏ်ရာရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ တောင်းတက်မတော် TNL သိမ့်ပိုက်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းကကြောင်မဲမြို့ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေထပ်ပြီးဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သားပြည်သူတို့ဦးတေဆုံးကလူငယ်2ဦးတန်ရာရသွားတယ်လို့ TNL ကပြောပါတယ်။ညသကောင်ရံအချိန်ဖြစ်တဲ့ဒီနေ့ဇွန်လ28ရက်မနေ့အစောပိုင်းမှာစစ်တပ်လေရင်ကကြောင်မဲမြို့ပေါ်ကိုဘုံကျဲသွားတာလို့ဆိုပါတယ်။ကြောင်မဲမြို့ပေါ်ရက်ွက်ခွန်ကို Jet Fighter နဲ့ဘုံကျဲခဲ့တာကြောင့်အသက်49နှစ်အရွယ်အမျိုးသမီးတို့ဦးတေဆုံးက အသက်16နှစ်နဲ့18နှစ်အရွယ်လူငယ်အမျိုးသားတို့ဒဏ်ရာရသွားကာအိမ်နှလုံးပျက်စီးသွားတယ်လို့ TNL ကထုတ်ပြန်ပါတယ်စစ်ကောင်စီဟာဇွန်လ24ရက်နေ့ညတကောင်ချိန်ကလည်းကြောင်မဲမျိုးပေါ်ကိုပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးသေဆုံးကာအရက်သားပြည်သူ14ဦးထပ်မံဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်အပြီးနောက်3ရက်အကြာမှာနောက်တစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ် TNL ဟာ တစ်တုံညာနှစ်ခွန်စစ်စင်ရေးကာလတုန်းကရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ကြောင်မဲတီဘောနမ်ဆန်မိုင်းလုံမိုးမိတ်မန်တုံနမ်တူကုတ်ခိုင်နောင်ချူနမ်ခမ်းမိုင်းငေါမြို့နဲ့မန္တလေးတိုင်းတွေကမိုးကုံမြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်စစ်ကောင်စီဟာ TNL တပ်ဖွဲ့သိမ်းပိုက်ထားတဲ့နောင်ချူမြို့ကိုပြန်လည်ရယူနိုင်ရေးထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာကြောင်မဲမြို့အပြင်မိုးကုံနဲ့နမ်တူမြို့တို့ကိုဘုံကျဲနေတာကြောင့် နောင်ချိုမြို့နယ်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်နေတယ်လို့သိရပါဗျ။ဒါကြောင့်ဒေသနေပြည်သူများအနေနဲ့စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့စည်ရေးသတိအမြဲရှိရန်လိုအပ်ပြီးလေကြောင်းရန်ကနေကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့ TNL ကထပ်မံနှိုးဆော်ထားပါတယ်ခင်ဗျာ။ဆလဘီကမ္မမြို့မှာပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူနေတဲ့စစ်ကားနှစ်စီးကိုပြစ်ခတ်တိုက်ခိုက်မှုမှာစစ်သား9ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။ မကွေးတိုင်းပခုတ်ကူမြို့နယ်ကံမမြို့အတွင်းမှာပြည်သူပိုင်ပစ္စည်းတွေကိုလိုက်ခိုးနေတဲ့စစ်ကားနှစ်စီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးသေဆုံးသွားတယ်လို့ပခုတ်ကူ People Defense Force ပခုတ်ကူပြည်သူ့ကာကွယ်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ကံမမြို့တွင်ကပြည်သူပိုင်နေအိမ်ကနေပစ္စည်းတွေကိုလိုက်လံခိုးယူနေတဲ့စစ်ကောင်စီတပ်သားတွေပါတဲ့ကားနှစ်စီးကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်တွေကကံမမြို့တွင်တနေရာမှာ မနေ့ဇွန်လ26ရက်မနက်7:00နာရီဝန်းကျင်တွင်အလင်းငိုက်တိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေလည်းများတယ်လို့ဆိုပါတယ်။ပခုတ်ကူမြို့အခြေစိုက်တပ်မ101ကပေါင်းမြို့နယ်ဘက်ကိုအင်အားအလုံးရင်းနဲ့ထွက်လာတဲ့ရိခါပို့စစ်ကြောင်းဟာဇွန်လဇန်ကလေးကကမ္မမြို့ရင်းကိုရောက်ရှိလာခဲ့တာဖြစ်ပြီးကမ္မမြို့ကဒေသနေပြည်သူတွေတိမ်းရှောင်နေချိန်မှာပြည်သူပိုင်းအိမ်တွေကိုမီးရှို့တာ ပြည်သူပိုင်းပစ္စည်းတွေကိုခိုးယူတာတွေလှုပ်ဆောင်နေတာကြောင့်အခုလိုတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အဲဒီစစ်ကြောင်းဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့်လိုယာခရီးကိုမရောက်နိုင်တော့ဘဲကမ္မမြို့တွင်းမှာပိတ်မိနေတယ်လို့လည်းသိရပါတယ်။ဒီတိုက်ခိုက်မှုကိုပခုတ်ကူ People Defense Force ပခုတ်ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ABSDF အမှတ်3စစ်ကြောင်းအောင်ကျော် AG မြို့နယ်ပလဖတိုင်ဂါဝါရီယာ Force DWF အညာမြေပျောက်ကြားတပ်ဖွဲ့ကိုဇော်မိုက် ကိုရီခဲနဲ့ကိုဗလာဥဆောင်နဲ့လူငယ်ပြောက်ကြားတပ်ဖွဲ့ WGF တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကထိခိုက်မှုမရှိဘူးလို့ထုတ်ပြန်ထားပါတယ်။ဒီစစ်ကြောင်းဟာပေါင်းမြို့နယ်ဘက်ကိုဥတီထွက်ခွာနေတာကြောင့်ဒေသနယ်ပြည်သူတွေအနေနဲ့အထူးဂရုစိုက်နေထိုင်ပေးကြဖို့ဒေသရင်းတော်လှန်တပ်ဖွဲ့တွေကအသိပေးတိုက်တွန်းထားပါတယ်ခင်ဗျာ။ယခုနောက်ဆုံးစစ်ရေးသတင်းနေဖြင့်နောင်ချုံမြို့နယ်ကကြေးရွာ၅ရွာမှာစစ်တပ်နဲ့တအောင်းတပ်မတော် TNL တို့ကြား တိုက်ပွဲတွေဆက်ဖြစ်နေတဲ့သတင်းကိုတင်ပြပေးပါမယ်။တောင်ပြည်တပ်မဟာသုံးနယ်မြေဖြစ်တဲ့ရှမ်းမြောက်ဒေသ နောင်ချိုမြို့နယ်ကကြေးရွာ၅ရွာမှာစစ်ကောင်စီတပ်နဲ့တောင်တပ်မတော် TNL တို့ကြားတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ TNL ဘက်ကဒီနေ့ဇွန်လ29ရက်မှာထုတ်ပြန်လာပါတယ်။နောင်ချိုမြို့နယ်ကနောင်ဖာ၊ညံတော်၊လုံစီ၊အုံခါနဲ့နောင်လင်ကြေးရွာတို့မှာစစ်ကောင်စီတပ်နဲ့တောင်တပ်မတော် TNL တို့ကြားတိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီး တိုက်ပွဲဖြစ်ချိန်မှာစစ်တပ်ဘက်ကလက်နက်ကြီးအလုံး80နဲ့ drone နဲ့ဘုံ32လုံးအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။နောင်လင်ကျေးရွာနဲ့နောင်ဖာကျေးရွာကြားမနေ့ကဖြစ်ခဲ့တဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်ကလက်နက်ကြီး36လုံး drone နဲ့ဘုံ18လုံးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူပိုင်အိမ်တလုံးထိမှန်ပျက်စီးခဲ့တယ်လို့အသိပေးပါတယ်။ ညံတော်ကြီးရွာမှာဖြစ်တဲ့တိုက်ပွဲမှာလည်းစစ်ကောင်စီတပ်ကလက်နက်ကြီး32လုံး၊ဒရုန်းနဲ့ဘုံး15လုံးအုံပြူတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ညီနောင်မမိတ်၃ဘွဲကငလင်တန်တင့်ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်လုပ်နိုင်ရေးတိုက်ပွဲဖြစ်နေရာတွေမှာထိုးစစ်ဆင်မှာမဟုတ်ဘူးလို့တစ်ဖက်သက်အပြစ်ရက်ကာလတလတက်တန်းထတ်တိုးထားတာကိုစစ်ကောင်စီတပ်ကခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့်နောင်ချုံမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေတာပဲဖြစ်ပါတယ်။ TNL အနေနဲ့အကူလာကုံတဲ့အထိတလတာအပြစ်ခတ်ရက်စဲရေးတက်တန်းတိုးထားတာဖြစ်တဲ့အတွက်လက်ရှိအချိန်ထိခုခံတဲ့အနေနဲ့သာ ပြန်လည်တိုက်ခိုက်တာမျိုးရှိတယ်လို့တောင်းတက်မတော် TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကပြောကြားထားပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့ဆိုရင်စည်ရေးသတိအမြဲရှိနေဖို့လိုပြီး လေကြောင်းရန်ကနေကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလိုက်နာဆောင်ရွက်ကြဖို့ PSLF TNLA သတင်းနှင့်ပြန်ကြားရေးဌာနကတိုက်တွန်းထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်နှင့်တာဂီတို့မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ စီရီသတင်းတွေကိုနားဆင်ရပြီးမှာတော့ခုဆက်လက်ပြီးပြည်တွင်သတင်းများကိုကျမຫນွေဦးမောင်ကတင်ပြပေးသွားပါမယ်ရှင်။မင်္ဂလာညချမ်းပါရှင်2025ခုနှစ်ဇွန်လ29ရက်နေ့ Radio Energy ပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့ຫນွေဦးမမပထမဆုံးတင်ပြပေးမယ့်သတင်းကတော့ပြည်သူ့အုပ်ချုပ်ရေးနေရာဖော်ဆောင်မှုမှာလိုက်နိုင်ရမယ့်စီမင်းစည်းကမ်းများကို ယနေ့အစင်းစင်းကသေးကြစွာစောင့်ထိန်လိုက်နာကြဖို့ပြည်တော်စုဝန်ကြီးချုပ်တိုက်တွန်းတဲ့တရင်ကြောင်းရံဖြစ်ပါတယ်။ပြည်သူ့ချွေယနေ့ဖော်ဆောင်မှုမှာလိုက်နာရမယ့်စီမင်းစီကံတွေကိုယနေ့အစင်းစင်းကသေးကြစွာစောင့်ထိန်လိုက်နာကြဖို့ပြည်တော်စုဝန်ကြီးချုပ်မဝင်းခိုင်တန်းကတိုက်တွန်းပြောကြားလိုက်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့ချွေဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှတ်စဉ်၂၂မြင်းဆောင်၂၀၂၅မှာဝန်ကြီးချုပ်ကပြောကြားခဲ့တာဖြစ်ပါတယ်။ မြူသားညွေအစိုးရရဲ့အကြာကာလဒေသန္တရပြည်သူ့အချို့ရေးဖော်ဆောင်မှုမှာအာကောင်းတဲ့ဒေတာတစ်ခုဖြစ်တဲ့စကိုင်းဒေတာဟာသူတို့ရဲ့ကြာကာလဖွဲ့စည်းပုံခြေကဥပဒေကိုလွတ်တော်ခေါ်ယူပြီးအတည်ပြုနိုင်ခဲ့ပြီဖြစ်ပါကြောင်းစကိုင်းဒေတာအတွင်းမှာရှိကြတဲ့တော်လင်းဖွဲ့စည်းတွေခုလိုစုစုစည်းစည်းနဲ့လှုံ့ဆော်နိုင်ကြတာဟာတော်လင်းရဲ့အတွက်များစွာအကျိုးရှိတဲ့ကိစ္စဖြစ်လို့ကြိုးဆိုပါကြောင်းနဲ့ပြည်သူ့အချို့ရေးရန်ရာဖော်ဆောင်မှုမှာလိုက်နိုင်ရမယ်စီးမျဉ်းစည်းကမ်းများကိုရန်ရာအစဉ်စဉ်ကတေချာစွာစောင့်ထိန်လိုက်နာပြီးဆောင်ရွက်ရမယ်တာဝန်တွေအပေါ်မှာ ကျေမွန်စွာလှုံ့ဆော်ဖို့လဲလိုသလိုလုပ်ငန်းဆောင်ရွက်မှုတိုင်းဟာပြည်သူအကျိုးကိုသာပဲရှေ့ရှုလှုံ့ဆော်ကြရမယ်ဆိုတဲ့အသည့်လေးနဲ့ဝန်ကြီးဌာနအချင်းချင်းတရားစွာချိတ်ဆက်လှုံ့ဆော်သွားကြဖို့တိုက်တွန်းပြောကြားလိုပါကြောင်းဝန်ကြီးချုပ်ကပြောပါတယ်။စီဝေတို့ပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းဦးဆောင်ပြီးပြည်တော်စုဝန်ကြီးများဒုတိယဝန်ကြီးများမြေနဲ့အတွက်ဝင်များတွဲဘက်တွင်းဝင်များနဲ့ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါရဲ့ရှင်။စီအိုစုရဲ့ကလေးတငယ်များပေါ်ကြီးလေးတဲ့ ကျူးလွန်ချိုးဖောက်မှုအရေးအတွက်ဟာ2023ခုနှစ်ကထက်25ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ကုလဆိုင်ရာမြန်မာတမကြီးပြောကြားတဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။နယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်လုံခြုံရေးကောင်စီမှာခုနှစ်ဇွန်လအတွက်လှည့်ကျဥက္ကဋ္ဌဖြစ်တာဝန်ယူဆောင်ရွက်နေတဲ့ဂိုင်ယာနာနိုင်ငံကကလေးတငယ်များနဲ့လက်နက်ကိုင်ပိပခခေါင်းစဉ်နဲ့တကားဖွင့်စီဝေးတစ်ခုမှာကုလဆိုင်ရာမြန်မာတမကြီးဦးကျော်မိုးထွန်းကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလမှာဖြစ်ခဲ့တဲ့ ဆီယနာသိန်းခဲ့ခြင်းကစပြီးကလေးတငယ်တွေပေါ့ကျူးလွန်တဲ့ကြီးလေသောချိုးဖောက်မှုတွေတိတိတသားမြင့်တက်လာခဲ့ရမှာမြမကလေးငယ်တွေထိခိုက်အောင်ကျူးလွန်နေတဲ့တရားခံဟာဆေးအုပ်စုဖြစ်တဲ့ဆိုတာငင်းပွားဝင်ရမရှိဘူးလို့စီဝေးတက်ရောက်လာသူတွေကိုမြမသမတ်ကြီးကရှင်းပြခဲ့ပါတယ်မြမနိုင်ငံကကလေးတငယ်တွေဟာအခြေခံကြတဲ့ပညာသင်ယူခွင့်နဲ့ကျောင်းမရေးဆိုင်ရာအခွင့်အရေးတွေဆုံးရှုံးနေတဲ့အပြင်စစ်တပ်ကကျူးလွန်နေတဲ့ရဆက်ကြံကြုံမှုတံကိုလည်းအချိုးမကြီးများစွာနဲ့ခါးစည်းခံနေရတာကရှင်းလင်းမြင်သာစေတယ်လို့ဆက်ပြီးပြောကြားခဲ့ပါတယ် မြို့တိုင်းညီညွတ်အစိုးရအနေနဲ့ဒီအကြောင်းအရာကိုဦးစားပေးကိစ္စရဲ့တစ်ခုအနေနဲ့ကင်တွဲဆောင်ရွက်နေပြီးကလေးသင်ငယ်တွေပေါ့ကျူးလွန်တဲ့ကြီးလေးတဲ့ချိုးဖောက်မှုတွေရပ်တန့်စေဖို့နဲ့ကလေးသင်ငယ်အခွင့်အရေးမြင့်တဲ့ကာကွယ်စောင့်ရှောက်နိုင်ရတဲ့ပေါ်ပြီးပူပေါင်းဆောင်ရွက်နိုင်ဖို့သက်ဆိုင်ရာကုလသမဂ္ဂအေဂျင်စီတွေနဲ့နိုင်ငံတကာကမိဖက်အဖွဲ့အစည်းတွေကိုအစဉ်တစိုက်ဖိတ်ခေါ်ခဲ့တယ်လို့အသိပေးခဲ့ပါတယ်။ဒါကြောင့်လူချင်းကောင်စီအနေနဲ့ကလေးသင်ငယ်တွေအသက်ဆုံးရှုံးနေတာနာကပြောက်ဆုံးနေတာတွေကကာဝယ်ပေးဖို့မဆိုင်မတွက်လှုံ့ဆောင်သင့်တယ်လို့လည်းကြံပြပြောဆိုထားပါတယ်။ ဒါအပြင်မြန်မာနိုင်ငံကကလင်းငယ်တွေကုလသမဂ္ဂနဲ့နိုင်ငံတကာအသက်ဝန်ပေါ်ယုံကြည်မှုနဲ့ပြောင်းလဲချက်ပြန်လည်ရရှိအောင်ဆောင်ရွက်ပေးဖို့လူ့ကျွေးကောင်စီနဲ့နိုင်ငံတကာအသက်ဝန်တွေနဲ့မြန်မာပြည်သူတွေအထူးသဖြင့်မြန်မာကလေးငယ်တွေပေါ်နောက်တစ်ချိန်မပြတ်ကွက်ဖို့အလေးထားတောင်းဆိုခဲ့ပြီးချက်ချင်းပြတ်သားစွာလှုံ့ဆော်ပေးဖို့တိုက်တွန်းခဲ့ပါတယ်ရှင်။မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးအိုးဘိုထောင်စေယုံမှဒီကနေ့မနက်ကွယ်လွန်တဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာ ဥပုထောင်ဆေးရုံမှာဒီကနေ့မနေ့ကွယ်လွန်တိမ်မာသွားခဲ့ရကြောင်းသတင်းရရှိပါရတယ်။မလီတန်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဥပုထောင်ဆေးရုံတွင်ယနေ့နနက်ကကြာဆုံးသွားပါပြီလို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကခင်မင်းရင်းနှင်းသူတို့ကလည်းအသိပေးဆိုထားပါရတယ်။၂021ခုနှစ်ဖေဖော်ဝါရီလတွင်စစ်တကနိုင်ငံတော်အာဏာကိုလွှတ်ယူပြီးနောက်ပိုင်းနိုင်ငံတော်အကြီးအကဲများကိုဖမ်းဆီးရမှာမန္တလေးတိုင်းလွှတ်တော်ကထဦးအောင်ကျော်ဦးလည်းမတရားဖမ်းဆီးခံခဲ့ရပါတယ်။ဂျမတ်စကောင်စီသည်ပြည်သူများကိုဥပဒေမဲ့မတရားဖမ်းဆီးခဲ့ရာ ဖန်ဆီးခံရသူ18434ဦးရှိပြီးအဲ့ဒီထဲမှာဖွဲ့ချုပ်ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်145ဦးနဲ့ဖွဲ့ချုပ်ပါတီဝင်2496ဦးတို့ပါဝင်တယ်လို့မြူသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကထုတ်ပြန်ထားပါတယ်ရှင်။နောက်ထပ်တင်ပြမယ့်သတင်းကတော့ပြည်ပခအခြေအနေများတွင်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးနှင့်သကုံဝိုင်းဆွေးနွေးပွဲကျင်းပမယ့်သတင်းဖြစ်ပါတယ်။ ပြပကအခြေအနေများတွင်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုပပပြောင်ရေးနှင့်သကဝိုင်းဆွေးနွေးပွဲကိုဇွန်လ28ရက်နေ့စနေနေ့မြမဆန်တော်ချိန်ည6နာရီမှ Ministry of Women ERN Children Affairs Page နဲ့ Radio NUG အပါဝင်သတင်းဌာနတွေကတိုက်ရိုက်ထုတ်လင်းပြသမှာဖြစ်ကြောင်းမြို့သမီးလူငယ်နဲ့ကလေးသငယ်ရာဝန်ကြီးဌာနကဖော်ပြကြေညာပါတယ်။ပါဝင်ဆွေးနွေးမဲ့ပုဂ္ဂိုလ်များမှာဒေါ်သန္နာညွန်ကြားရေးမှူးမြို့သမီးနဲ့ဂျန်နာဌာနမြို့သမီးလူငယ်နဲ့ကလေးသငယ်ရာဝန်ကြီးဌာနဒေါ်မေဇဘယ်ဖြူး မြို့သမီးလူခွင့်ရဲ့ကာကွယ်စောင့်ရှောက်သူမချောစုဟန် Women Lion ဘာမှာဒေါက်တာချာလီတွဲဘက်တာဝန်ကမိခင်ကလေးမွေကင်းစမျိုးဆက်ပွားနဲ့ပြိုရွယ်သူကျမ်းမာရေးကျန်းမာရေးဝန်ကြီးဌာနတို့ဖြစ်ကြပါတယ်ရှင်။ဆလဘီနိုင်ငံတကာစာချုပ်များရကျန်းဖတ်မှုကိုလှုံ့ဆော်နေသူများသာမကခွင့်ပြုမဲ့ပြည်သူများမှလည်းတာဝန်ရှိတယ်ဆိုတဲ့အကြောင်းအရာကိုတင်ပြပေးပါဦးမယ်။နိုင်ငံတကာစာချုပ်တွေရ ကျန်းမာမှုကိုလှုံ့ဆော်သူတွေဒါမှကပဲခွင့်ပြုမဲ့ပြည်သူတွေမှလည်းတာဝန်ရှိတယ်လို့လူခွင့်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။လူခွင့်ရေးဆိုင်ဝန်ကြီးဌာနကကာယူရရှိထားတဲ့အချက်လက်တွေအရ2021ခုနှစ်အာဏာသိမ်းရန်ကြိုးပမ်းမှုဖြစ်စဉ်နောက်ပိုင်းကျန်းမာစိုးစုဟာကလေးငယ်များနဲ့မျိုးသမီးများပါဝင်ပြည်သူများကိုဖမ်းဆီးစေတဲ့အကြမ်းဖက်ထိန်းသိမ်းကစုံစမ်းစစ်ဆေးစင်မှာလည်းအကြမ်းဖက်မှုများပြုလုပ်ခဲ့ပြီးလူသေဆုံးသည့်အထိဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ပေါင်း385မှုရှိကြောင်းတွေ့ရှိရပါတယ်။နှိမ့်ဆက်ညှဉ်းပန်းမှုကိုခန်းဆားနေရတဲ့ ည်သူတွေရဲ့အခြေအနေတွေက ခုချိန်ထိရှိနေစေပါပဲဂျမတ်စီအုပ်စုကနေရာတိုင်းမှာနှိမ့်ဆက်ညှဉ်းပန်းမှုတွေလှုံ့ဆော်နေတဲ့ကျူးလွန်ခံရသူတွေကချက်ချင်းလိုအပ်တဲ့ကူညီမှုတွေလိုအပ်တယ်လို့ဒီလိုမျိုးနှိမ့်ဆက်ညှဉ်းပန်းမှုရဲ့ရလဒ်တွေကတမိုင်းတစ်လျှောက်မှာထိခိုက်နိုင်တဲ့အတွက်ပြန်လည်ကုစားပေးဖို့ရည်ကြီးပါတယ်နှိမ့်ဆက်ညှဉ်းပန်းခံရတဲ့သူတွေကြုံတွေ့ရတဲ့စိတ်ပိုင်းရုပ်ပိုင်းနာကျင်မှုကိုကာကွယ်ကူညီဆောင်ရှောက်ပေးတဲ့စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုအစီအစဉ်တွေဂျမားရကူညီဆောင်ရှောက်မှုတွေလိုအပ်တယ်ဒါအပြင်နောက်တာမျိုးမဖြစ်ဖို့အတွက်ဂျမတ်စစ်တပ်အပါအဝင် လက်နက်ကင်တပ်ဖွဲ့တွေအတွက်ဥပဒေရေးရာရနိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီပြဋ္ဌာန်းပေးဖို့လိုအပ်ပါတယ်လို့ Energy လူခွေဝင်ကြီးဦးအောင်မျိုးမင်းကလည်းပြောကြားထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ຫນွေဥပန်းကနေအန်ထုတ်ကုံအစ်ကိုစတင်မိတ်ဆက်တဲ့သတင်းဖြစ်ပါတယ်။ຫນွေဥပန်းကနေအန်ထုတ်ကုံအစ်ကိုစတင်မိတ်ဆက်လိုက်ပါတယ်။2024ခုနှစ်တွင် SDB token ပိုင်းရှင်တို့အတွက်6လတစ်ကြိမ်ရာနှုန်းပြည့်ဗန်အမြတ်ဝေစုဖြန့်မှုများကိုဘုတ်ဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ညီဆောင်ရွက်နိုင်ခဲ့ပြီးဒီနှစ်မှာတော့ မျက်ဝေစုခွဲဝေမှုပုံစံကို NCC ဖြင့် token ပိုင်ရှင်များမှကိုယ်တိုင်အလွယ်တကူစိတ်ကြိုက်စရင်ပေးသွင်း scrap ရုပ်ဖြင့် US ဒေါ်လာဝင်ငွေအဖြစ်နေစဉ်ရယူနိုင်မှာဖြစ်ပါတယ်လို့မျိုးဥွင့်မျိုးရေး SDB Bank ကအသိပေးဆိုထားပါတယ်။အနည်းဆုံး token ပမာဏ400 SDB မှာစတင် subscribe ပြုလုပ်နိုင်ပြီး annual percentage APY နှုန်းထားနဲ့အခြားသတ်မှတ်ချက်များတိုင်းနေ့စဉ်ပြန်မြဝင်ငွေ တိုးပွားနေမှာဖြစ်လို့စာရင်းပေးသွင်းကြည့်ဖို့ဖိတ်ခေါ်ထားပါတယ်ရှင်။

ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကန်ယူရန်မြို့ဝကျုံမဒေတာတွေနဲ့မုတ်တမကွေးတို့ဘက်မှလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို25မိုင်ကနေမိုင်30ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအသင်တင်ကနေလိုင်းကြီးနိုင်ပါတယ်တနင်္လာရီကန်ယူရံမှာလီဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအသင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေကတော့ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်း၊မကွေးတိုင်း၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမှုထစ်ချုံရွာနိုင်ပြီး နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနေပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ရှင်။ Radio Energy မှဆက်လက်တမ်းလွှင့်နေပါတယ်။ခုဆက်လက်ပြီးတောင်လင်ကဗျာကဏ္ဍမှာတော့နော်ဖော်ရီတာထားတဲ့ခီးချင်းလို့အမည်ရတဲ့ကဗျာလေးကိုရန်နိုင်ကခန်းစားရုပ်ဖတ်ပေးပါမယ်ရှင်။ ရီချံချစ်သူလက်ကိုကူတွဲဖို့လက်တစ်ဖက်ပြုတ်ခဲ့ပြီလေတော်လန်ရင်းမှာမြုံနိုင်ခဲ့ရလို့အမေစကားသေးချာချဖို့နားတစ်ဖက်လည်းကန်းခဲ့ပြီလေရှေတန်းခီးဝေးမှာပေးဆက်ခဲ့ရလို့အနာဂတ်ကိုမျှော်မှန်းငါကိုယ်တိုင်ပြန်ဆန်းဖို့တောင်ပန်တစုံလဲလိုချင်တယ်လေပြည်သူတွေရှောက်မဲ့လမ်းမှာငါခြေောက်ကိုလှူဒန်းခဲ့ရလို့ဝမ်းမနေပါဘူးလမ်းမလွှဲပါဘူး ကြမ်းတမ်းပဲဆိုတာသိရတဲ့ဖောက်ခဲ့တဲ့လမ်းပဲနောက်မဆုတ်စတဲ့မှန်းစာပြီးသွားရုံပေါ့တနေ့နေ့တော့မေသွားလောက်ကြပေမဲ့ရှစ်ဆက်မဲ့ဘဝခီးမှာငါလိပ်ပြာလုံစွာနဲ့ကြံတန်းသွားနိုင်ပြီလေတော်လန်ရေးအတွက် ကိုခန္ဓာအစိတ်ပိုင်းများစွာပေးဆက်ခဲ့ရသောမောင်မိုးမြင့်ကျဲခေါ်စန်ဒီအားကြပြားလေးနဲ့ဂုံပြူလိုက်ပါသည်နော်ဖော် Radio Energy ရဲ့ဒီကနေ့ညထုံးလင်းမှုနောက်ဆုံးအစီအစဉ်နဲ့တိုင်းသားဘာသာစကားအစီအစဉ်ကိုနားဆင်ကြရပါမယ်။ကရင်နီကရားဘာသာနဲ့တပတ်အတွင်းသတင်းများကို ခုရယ်ကတင်ပြပေးပါမယ်ရှင်။ဘဝမှုပစီလောပလီတမှုပစီခုံရရှုခဲဗီဒီယိုအန်ယူဂျီတနွေကိုအဗီကြရင်ဟိစုထေလူပစီနာကရာလီငုံနပါမမခုရဲနပဲ ကလူလရီယာယနာမှာကရလီမီချူဖူစီတတရားကြတမတေတရားယင်နမတူချာထူချာပဲနိတရားငင်အကျဲရီနိဒီနာမှာဦးနိတူ KNTF အလေဟင်းနိဒီရီယာယင်နဟေဆုထေလပဲစီပါအတာတူနိဒီပေဂျွန်လန်နီရှင်နတ်တငင်အပါချာနိဒီတရေနိုင်ညာရှင်နာကရလီမီချူဖူစီအမောင်ငေခါလီယင်န KNTF ယင်နရောအဟေတာကန်နိဒီဖွင့်လာပါလေ တထွတထကလမဇိပုပြကြကျစီအလေးပတရိနီဒီအရှိခေကူရင်နာမဦးနီဒီပေတပြတဲ့ရှေအပလေကူတနီဒီခုညာဘယ်လီမီရန်နီဒီပေပွေအခွာရစီနာဘယ်လီပတရိဘဲနီဒီအခွာရစီနာမလင်းနီဘဲနီဒီငင်အချဲရီစပါနီဒီနာမဦးနီဒီဖွင့်လာရောကြာဒူစင်ညာနီဒီဖွင့်လာအနာနီရီနေရှင်နာတနာရင်ကလီမန်အပလော့မူစီဖြစ်ဖြစ်နေကြတဲ့ဇီပရူဖွင့်လာရော ကယာလီမီချူပူစီနာမပီကယာနီဒီခီဖျာအလိကလာတဖာယီနီကြဒီဖုန်ထတပြတဲ့ရှေးစီနာမဧဒကီမြထီပင်နီဒီနာမအူနီဒီဒီအဂျာရီရှူနီဒီတဲ့စားတဲ့ပိုင်းငေးတခုတကီနာမကယာလီမီချူပူစီနုလေယိုပလော့ချူဘဲနီတီအငေးခါရှိခရယာနီဒီဖဲလိုမီအငေးဖွင့်နာရောအမေနီဒီတပုတ်တရီအငေးစီတရီတရရန်နီဒီတိုကလအငေးစီနာဥပဒီအငေးစီနုမေဒူချာထူချာနီဒီနာမအူနီဒီဖုန်ဟင်နာမစင်ငင်းနီဒီ ကွန်ရလီမေဒူချာထူချန်နီဒီနာမာကီယာလီမီချူပူစီဒုံငိခေတတရားကြာတမတိတ်တရားစီနအလီရာပဲနီတီအငီအမေနီဒူဖုန်အတက်ဆူစင်ရင်နီကြာဒီနာပဲတခြားတပအပလောမှုစီနာမာတတကယ်အပေါ်များခွဲပဲနီဒူကီယာလီကေနာကီယာလီမီချူပူစီအငီအချီအရီနီဒီအရှေခေကူ Oni debe teke ku teke glo ke a limite pusi ino opa me ploche me toni de pwen na ro KNDF ina ro me ma me dia dia yi danya ni de pwen na dile teni di ina bre. Ona ro tadagwada ke ni de ke a limite pusi nge KNDF ina ma ke a limite pusi te dia ke a tema te dia ino a jia re me to me rabe ni dia nge Ola du pwen ni dina ke a limite pusi pwen na pa ဒက်ဆူစင်ငင်နီကတူဖွေဟင်းနမစင်ငင်နီဒနာတရီတဲကြရင်နာဘရင်တီကေပူစီလေခိရှူဘဲနီဒူဖက်ဒရယ်ဒီမိုကရေစီတီကေပလော့ကျူရင်လေဆော့ထာဘဲနီဂျီအင်ရဲ့အကျဲအရီရှာပါနီဒီနမအိုနီဒူဖုန်ကီယာလီကေဖရေဘေစီအတူခူကောင်းစီရင်တော့တရုချာဟီတာနီဒီရီကြရင်နဟေဆူထေလူပဲစီပါဘေယလီတာတူနီဒီဂျွန်လန်နီရှင်နဲ့တင်ငင်းအပါချာနီဒီ တရေနာညာရှိနာကယလီမီချူပူစီအမောင်ကြီးခါလိရင်နကယလီကေဖရေဘေးစီအတူခုကောက်စီနာရောတထုချဟေတာကန်နီတူဖွေနာပဲကုညာတခြားတဲ့ပါရင်နာမကယလီမီချူပူစီရင်နဦးနီဒီဘေးကယလီကေတခြားတဲ့ပါအပလမှုလောပရီတူတူဦးနီဒီဘေးထီကေကိုအပလအချီချပါဖရိုနီဒီတခြားတဲ့ပါပူစီလောပရီတီကီရီတမတီတရားရင်နလိမ့်မိတ်ပေးပေးနီကြိုင်ငယ်အကျဲရီနီဒီနာမဦးနီတူဖွနာ Tikepusi a lepadrini ju zibru inama oni dube tikepusi ka kulo pu inaro, pe temate diasina, pe le dilu teni di akwa yazi inama lini beni di engye na, le so te abeni di Federal Democracy tike proche engye, aje arime proche ni du punaro, shapa beni di engye ahe ta gya ni di inare. Le shapa ni di akhe inama aklima zibru biache na, zibru biache akla akro lo pi inu, Chitlu beni du punu tu, ေမူဟဲရီအရန်နီဒီသူရောထီရေပလော့ဂျီဟဲရီရင်နာမှာအရပယာနီဒီအငိစပါပလော့ဂျီပရိုနီဒီနာအကလကလောဖုနာပါကီယာလီကေဖရေဘေဆီယာတူခူကောက်စီရင်နာရောတထရူထီယာဟိတာကန်နီဒီဖွေရင်နာမှာစင်ငင်နီဒီနာတရီတက်ကြရင်နာပါတယ်ဘာချာနီဒီအန္နာတရေနာညာရှေကီယာလီမီချူဖူဆီယာမုံညေတမတေကြရင်နုကီယာလီကေအပလေကိုအရှိခဲတပုဒ္ဒရိအငိကောက်စီရင်နာရော အလီတာနီဒီထော်ဖူစီအင်ရဲ့အတ္တာယူနီကတူလူတက်ဆူစီနာအဘလူထေဘနီကတူလူတက်ဆူစီအရိကြရင်နဟေဆုဒေလူပဲစီပါပါချန်နီဒီအနာတယေနညာရှေကေအလီမီယူပူစီအမောင်ရဲ့တမတကြရင်နအမေချူဘနီဒီဖရလူမြင်အင်ရဲ့ဂျာဒူစင်ညာနီဒီဖွင့်လာတော့အိုနီဒီဘေထော်ကူထော်ဖူ တယန်ညူရှင်နာဆူပရယေနကီယာလီကေအပလက်ကိုရှေခဲတပတ်တူရငေကောက်စီရင်နာရော အကြတာယူနီကြတူလိုတဆူစီအထအပလုထင်ကြီးကတဲ့သစဖူစီဖုနာမအူနီဒီဖုနအတီလူထင်ကြီးတူမီလာရီကြဖွင့်တာပဲကိုညာရင်နာမအတျာတာယူနီကြတူထော်ဖူစီတဆူရင်နထော်ဖူအူနီဒီတရေလူရှင်နာဆူဖရေဖုနအထနေရှင်နာဆူဖရေရင်နအပလုထင်ကြီးကတူလူဖုနဟင်နာမစင်ငယ်နီဒီနာတရီတေကြရင်နာပဲ ဒုတိယမဆိုရှိနေတဲ့ကြည်ရင်နလိနောနီဒီဆက်တာတဲ့နမီချီနဣချေငူဒူချာနီဒီဟေနမအပုနီဒီဖုန်နာပါတခြားတဲ့ပါအပလောင်မှုဓာတ်ဆိုစင်ငီနီဒီရီယာရင်နဟေဆိုထလူပဲစီပါကေယာလီကေဒီမောဆိုရှိနေတဲ့ကြည်ရင်နမလိနောနီဒီဆက်နမီချီစီနမဣချေငူဒူထန်နီဒီဟေနအပုနီဒီဖုန်နာပါတခြားတဲ့ပါအပလောင်မှုစီရင်နာရောဓာတ်ဆိုစင်ငီနီကြတဲ့ကိုဖွင့်နာပါ ဒသီနာဒီဇေအငူရနာမှာအိုတိုနီဒနာအငူတိုအရှေထယာလနီဒူဖွင့်နာရောဒေါ်ဖုဆူဖူစီနာမှာမြချေပေအနီဒီနာတပြတဲ့ရှေစီဖွင့်နအဒဆူစင်းငီနီဒီနာဘရေအိုနီဒူပီဒမောဆူစင်းနုတကေဒေါ်ဖုဆူဖူစီယနာမှာမေနီဒီတညေအိနီဒီတညေတေမေဖူစီနာမှာအိုအနီဒီတုတိုဒုက္ခရတေမေဖူစီတရွှိရှိတေမေဖူစီနာရောအလိငူတူထယာနီဒူနာမီတီစီနာမှာ မေတ္တာယူဘဲနီတီအင်းရဲ့အတက်ဆိုဟာနီဒီနာမအိုနီတူဖုန်နအတက်ဆိုစင်ငီနီတူဘေဒီမော့ဆို PDF နာကလာလာတာအပလောမူစီဖွင့်တာပဲဖုန်နာရောဂျိုလန်နီရှင်နနီငီရင်နအစမမမေတ္တာနီဒီအငူခါလီနဲရှက်တာနီတူဖုန်နအထတခြားတပအပလောမူစီနာမဒရခေအလေးဖီနီဒီဒသနာဒီစေအငူစီနာမသူချေတာတေရာနီဒီသူရောရှက်တာနီဒီထိကေပူစီအငီနာမအလိုနီတူဖုန်နော အဟိကန်နီဒီယီနာပဲတခြားတပါပလမှုစီရင်နာမှာတက်စီတပိပါဟိနာမှာရှင်နတ်တစီဒီဇယ်တပိပါဟိနာမှာရှင်နိုင်ငီစီအစီရှက်တာဆူနီပဲနီတရညေမမမေဂျာနီဒီဖုန်နာထေအရှက်ထရလနီဒီနာအစီမမမေဂျာနီဒီအငူနဟိနာမှာအပင်းနီဒီဖုန်နာပါဒီလိုထင်းနီဒီဖွေဟိနာမှာစင်ငယ်နီဒီနာတရီတေကြာရင်နာပဲ့ ခွန်ရဟိဆိုထေလိုပဲစီရေဒီယိုအန်ဂျီတန်မြူကူရီကြမှာထင်းကြံဒီပေဟနီတာနီဒူပွားမှုပဲစီလော်ပလီအမှုရရကျွတ်သဆင်းနီလော်ဒူပွနတခေပါနီဒေဘွီတတရီ ဒီကနေ့ကတော့ဒီညနဲ့ပဲ Radio NUG ရဲ့အစီအစဉ်လေးကိုခਿੱတရနာလိုက်ပါမယ်ရှင်။မြမစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံတွေ့ကြပါစို့။ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာလိုင်းတူ16မီတာ17.9 MHz နဲ့ညပိုင်း၈နာရီခွဲမှာလိုင်းတူ25မီတာ17.6 MHz တွေမှာဓာတ်ရိုက်ဖမ်းလို့ရစေပါမယ်။မြမနိုင်ငံသူနိုင်ငံသားတွေကိုစိတ်နှပြ ျမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ရေဒီယို NUG အဖွဲ့သူဖေသားတွေကဆုတောင်းနေကြပါတယ်ရှင်။မေသားနေမှုလို့ဆိုရရင်စက်တော်ရီတင်းအချက်နဲ့ရုပ်ပညာဝန်ကြီးဌာနကထုတ်လင်းနေတဲ့ရေဒီယို NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာမိသားစုတွေနဲ့နိုင်ငံတကာကစေတနာရှင်တွေအားပေးနေတဲ့ရေဒီယို NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရမည်